အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဗာနဲ့ပတ်သက်ပြီးပြောမလဲဆိုရင်ကျွန်တော်တို့ Telegram တုံးလို့ရှိရင် auto download လုပ်တာတွေကိုယ့်ရဲ့ဖုန်းပေ data တွေပေါ့နော်အဲ့လိုမျိုး auto download လုပ်လို့ရှိရင်ကုန်သွားတာတွေကိုလည်းပတ်သက်ပြီးတော့ပြောပြပေးမယ်ကျွန်တော်တို့အရင်ဆုံး Telegram တော့ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဒီမှာပေးမှရှိတဲ့ပါသုံးကြောင်းလေးကိုနှိပ်မယ်တစ်ချက်နှိပ်မယ်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ setting တွေကိုတစ်ချက်ဝင်မယ်ပေါ့နော်ဝင်လို့ရှိရင်ကျွန်တော်တို့ဒီမှာ data in slow ရေးဆိုတာတစ်ချက်နေမယ် နှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်ဆိုရင် store is usage ဆိုတာရှိတယ်အဲ့မှာကျွန်တော် down ဆက်တန်းတန်းပြီးလို့လည်းရှိတယ် down ထားတာဒီလိုနှိပ်ကြည့်ပြီးတော့ဟို down နေရာလည်းရှိရပါတော့ပြီးကြကိုဖိုင်နေလည်းရောက်ချင်တယ်ရောက်တဲ့ပြီးလို့ရှိတယ်မရောက်တဲ့ပြီးလို့လည်းရှိရပါတော့အဲ့အလေးကိုကျွန်တော်တို့က clear case ဆိုတော့အဲ့အလေးနဲ့ဖြတ်လိုက်မယ်နည်းနည်း Telegram နဲ့ဖုန်းနဲ့ support တော့မှာနော်အဲ့ဆိုရည်နဲ့ရှင်းတော့ကျွန်တော်အဲ့လိုဖြတ်တယ်မြင်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ setting လေးတွေကပထမဆုံးတော့ဖွင့်ထားတာပေါ့နော် အဲ့ဒါကိုကျွန်တော်တို့ဒီ setting သုံးခုပိတ်ထားလိုက်မယ်အဲ့လိုပိတ်ထားလို့ရှိရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ကအဲ့မှာတော့ automatic ဟိုလုပ်ပြရပါတော့ဒီကျွန်တော်တို့အဲ့ဖွင့်ထားမယ်ဆိုရင်အရင်ဆိုရင်ဖုန်း data နဲ့ပဲကြီးကြီး WiFi နဲ့ပဲကြီးကြီးအာဗီဒီယိုနဲ့ကြီးတာပဲဖြစ်ဖြစ် Telegram နဲ့ဝင်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်သူက down နေတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဖုန်း data လဲကုန်နေအဲ့တော့အဲ့ setting လေးတွေကိုရေးကြည့်တဲ့ setting လေးပိတ်ထားပေးပါလို့ကျွန်တော်ကအဲ့ပြောပြတာဖြစ်ပါတယ် ဒီဆိုလို့တော့ဒီဗီဒီယိုလေးအကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးဝင်မိပါနဲ့အောင်နော်ပြီးကျင်တဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးကျွန်တော်မှမေးသွားလို့ရပါတယ်ခင်ဗျာကကဘလိုရခြင်းလဲကျွန်တော်ရဲ့ member မှန်သွားလို့ရပါတယ်ကကဘလိုကက in short pisat live run pro ရခြင်းလဲတုံးခြင်းလဲ free တုံးခြင်းလဲသူများလဲကျွန်တော်ရဲ့ comment မှာမှန်သွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့မယ်